အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေဟာမတ်လ၈ရက်နေ့မှာကြာရောက်ပြီးကဘာရဲ့ရက်မှာနှစ်စဉ်ကျင်းပခဲ့ပါတယ်။ဒီနေ့ကိုကဘာလုံးဆိုင်ရာအမျိုးသမီးများရဲ့အခွင့်အရေးများလွတ်လပ်ခွင့်များနဲ့စီးပွားရေးနိုင်ငံရေးလူမှုရေးအခြေခံကဏ္ဍများမှာပုံမတူတက်ခွင့်ရရှိရန်အတွက်အရေးကြီးသောနေ့အဖြစ်သတ်မှတ်ကျင်းပကြပါတယ်။အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ဖြစ်ပေါ်လာပုံကတော့ 1900ရှိခုနှစ်မှာအမေရိကန်နိုင်ငံနယူးယောက်မြို့ကအလုတ်သမားမျိုးသမီးများ15000ကျော်ဟာအလုတ်ချိန်လျှော့ချပေးဖို့လာစာတိုးပေးဖို့နဲ့အမျိုးသမီးများမဲပေးပိုင်ခွင့်ရရည်ရွယ်အတွက်တောင်းဆိုဆန္ဒပြမှုများဆောင်ရွက်ခဲ့ပြီးဒီလှုပ်ရှားမှုဟာကမ္ဘာလုံးဆိုင်ရာအမျိုးသမီးအရေးလှုပ်ရှားမှုတွေရဲ့အဦးအစဖြစ်ခဲ့ပါတယ်။1930ခုနှစ်မှာဂျိမန်နိုင်ငံကိုပင်ဟေဂင်မြို့မှာကျင်းပတဲ့အပြည်ပြည်ဆိုင်ရာအမျိုးသမီးအလုပ်သမားများညီလာခံမှာ အပြည်ပြည်ဆိုင်ရာမျိုးသမီးများနှင့်တတ်မှတ်ဖို့ကို Clara Zetkin အမည်ရှိဂျာမန်ဆီယာမတဦးကအဆိုပြုခဲ့ပြီး1912ခုနှစ်မှာပထမဆုံးကမ္ဘာအမျိုးသမီးများနှင့်ကိုဩစတြေးလျ၊ဒိန်းမတ်၊ဂျာမနီနဲ့ဆွစ်ဇာလန်နိုင်ငံတို့မှာမျိုးသားအမျိုးသမီးစုစုပေါင်းတသန်းချော်တက်ရောက်ကစတင်ကျင်းပခဲ့ပါတယ်။1985ခုနှစ်မှာတော့ကဘာကူလာသမဂ္ဂကမက်ရှလက်ရှေယနီကိုကဘာအမျိုးသမီးများနေ့အဖြစ်တရားဝင်အသိအမှတ်ပြုမှတ်တမ်းတင်ခဲ့ပါတယ်။ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေဟာလိုအပ်နေစေဖြစ်တဲ့အမျိုးသမီးများ၏အခွင့်အရေးများကိုအားပေးရန်လူမှုရေးနိုင်ငံရေးစီးပွားရေးခွင့်အရေးများတွင်မျိုးသမီးများ၏ပါဝင်မှုကိုပုံမတိုးတက်စေရန် အမျိုးသားနှင့်အမျိုးသမီးအခွင့်အရေးညီညွတ်ရေးကိုကမ္ဘာတဝန်းတိုက်တွန်းရန်တို့အတွက်ရည်ရွယ်ပြီးအမျိုးသမီးများအတွက်ပုံမှန်ကောင်းမွန်သောအနာဂတ်ရက်ကိုတည်ဆောက်ရန်ရည်မှန်းချက်ဖြင့်စ조사ခဲ့စ조사နေစေသူများကိုအတိမတ်ပြုဂုဏ်ပြုတဲ့အနေနဲ့ပါကမ္ဘာတဝန်းလူမျိုးဘာသာမင်းတွေယနေ့တိုင်ကျင်းပနေပါတယ်။